ထိုင်းနိုင်ငံကို ကုန်ကြစည်းရည်နည်းနည်းနဲ့ဘတ်ဂျက်ကလီတစ်ခုဘယ်လိုထွက်ရမလဲစဉ်းစားနေလားချစ်သူလေးနဲ့ဖြစ်စေတငယ်ချင်းနေနဲ့ဖြစ်စေကုန်ကြစည်းရည်နည်းနည်းနဲ့ပေါ့ပေါ့ပေါ့ပါခရီးတစ်ခုသွားဖို့စီစဉ်နေသူတွေအတွက်ဒီဗီဒီယိုလေးပါအကျိုးပြုနိုင်လိမ့်မယ်လို့ယုံကြည်ပါပဲ၁ဘိုက်ဖြည့်ဖို့အတွက် street food တွေပတ်စားပါဈေးသက်သက်သာသာနဲ့ဘိုက်ဖြည့်လို့ရမယ်ဘတ်ဂျက် street food ဆိုင်တွေထိုင်းနိုင်ငံရဲ့လမ်းပေးတိုင်းမှာရှိပါတယ်ထိုင်းမှာ street food ဆိုင်တွေကတန်ရှင်းလက်ဆက်ပြီးဈေးအရန်တန်လို့နိုင်ငံခြားသားခီးတော်ရကြမှာနမိတ်ကြီးတာဖြစ်ပါတယ်။ နဲ့ဈေးပတ်ဝယ်ဖို့ဒေတာအတွက်ဈေးတန်းနေစီသွားပါဒေတာအတွက်အသီးအနှံနဲ့ထမ်းယူရအစားအစာတွေဈေးသက်သာတဲ့ award terry အလကုန်ပစ္စည်းတွေနဲ့အခြားသောလူသုံးခုပစ္စည်းအမျိုးမျိုးကို local market တွေမှာရနိုင်ပါတယ်ဈေးဝယ်စင်တာတွေမှာလို့ဘူရီအများကြီးသုံးကြမလို့ခဲဈေးဝယ်ထွက်လို့ရမယ်ဒေတာအတွက်ဈေးတန်းတွေစီသာတော်ရောက်လည်ပတ်ဖို့အကြံပေးချင်ပါတယ်တော့ဝင်းကြီးရခမဲ့ဖရာเจ้าနေရာတွေသွားလဲပါဘယ်တော့မှဆိုဝက်ဖို့ ရှင်းရမှာဆိုရင် white temple တို့ကတော့နိုင်ငံခြားသားခီးတော်ရဲ့ကြမှာနာမည်ကြီးတဲ့ဝင်ကြီးအခမဲ့လက်ပတ်ဆရာနေရာတွေဖြစ်ပါတယ်လေးပေါ့ပေါ့ပါပါဈေးဝယ်မယ်ဆိုရင် convenience store တွေစီသွားပါထိုင်းနိုင်ငံမှာတော့711လို့ convenience store တွေကခီးတော်ရဲ့အတွက်ရောဒေတာကန်တွေအတွက်ပါဈေးဝယ်လိုကောင်းတဲ့နေရာတစ်ခုပါအရသာရှိရဲ့အစားအသောက်တွေကစားလို့လူသုံးခုကစီဈေးဝယ်နဲ့အရက်ဘီယာအစုံတနေရာထဲမှာရနိုင်ပါတယ်ငါစပိန်ငါပြီးမြို့ပတ်ပါ စပိန်ငါးရန်ကားရတော့ပြန်သားကြီးကိုဘက်90ကနေတည့်ရလုံးဆိုရင်ဘက်300ဝန်းကျင်အထိဈေးရှိပါတယ်။သွားလာစီအတွက်ပေါပေါပေါပါပဲစပိန်လိနဲ့မြို့ပတ်ချင်းသူတွေအတွက်ကတော့စပိန်ငါးရန်နဲ့ service တွေကအသင့်တော်တော့မှာပဲ။